ွင်းမင်္ဂလာပါရှင် C4D YouTube Channel ကနေဂမ်မီယာဆန်ဆန်ဝတ္ထုတွေတရေတစီဝတ္ထုတွေကိုဖတ်ပြပေးနေမယ်ကျမ Venus ပါရှင်ဒီကနေ့ကျမဖတ်ပြပေးမှာကတော့ဆရာဒတ်တာကျော်စွာရေးသားထားတယ်သူရောင်မယ်လေးမြစိမ့်တွေပိုင်းနှစ်ပဲဖြစ်ပါတယ်ရှင်အခန်းလေးဟာအမလီ ခုမှပဲတပြင်းချနိုင်တော့လေကံကောင်းလို့တော့ဝက်ပက်တာမခံရတာဟွန်းတာအေးကတပြင်းမောကြီးမှုတ်ထုပ်ပြီးထိတ်တလန့်ပြောလာ ਈ ဟုတ်တယ်တာအေးလိုပဲကံထူးလဲခုမှတပြင်းချနိုင်တော့လေသူတို့အဖွဲမနီးကဝါခုတ်သွားတာပြင့်နှုလေးတွေတွေ့တာနဲ့ခုနေတော့ပြုံးစို့အဆွဲကားကားနဲ့တော့ဝက်ကြီးပြည့်ပက်မိပါ ပြည့်ပက်ပါလေရောဒီကောင်ကြီးဘယ်ချိန်တည်းကခြောက်နေလဲမသိဘူး ံကောင်းလို့အရှောင်မြန်လို့ပေါ့သူတို့အဖွဲလဲကြောက်ကြောက်လန့်လန့်နဲ့နီးရတက်ပင်ပေါ်ပြည့်တက်ကြရတယ်အမေတော့ဝဲကြီးကသူတို့အဖွဲကိုလွတ်မပေးဘူးသူစားတဲ့မြစ်တွေခူးလို့အခဲမကြည်သေးတဲ့ပုံနဲ့တချိန်လုံးတက်ပင်အောက်ကထိုင်ဆောင်နေတာသူတို့မှာအောက်ကလည်းမစင်းရဲရင်တထိတ်ထိတ်နဲ့တက်ပင်ပေါ်ကနေစောင့်ကြည့်နေရတယ်ဆွဲကောင်းတဲ့တော့ဝက်ကြီးကတစ်ချိန်လုံးသူတို့ရှိတဲ့တစ်ပင်ပေါ်ကိုမမိတ်မတုံနဲ့စိုက်ကြည့်နေလိုက်တာ။ ော်တော်အညိုးကြီးပုံရတယ်။အချိန်တွေကုန်းလာလိုက်တာညနေတကောင်တောင်ရောက်လာခဲ့တယ်။တောဝက်ကတော့ခုထိဇွဲမလျှော့သေးဘူး။ဖြစ်ချင်တော့သူ့အဖော်နောက်ထပ်တောဝက်တကောင်မှာအစ်စ်တိုးလာလိုက်သေးတယ်။ကန်ထူးတို့လည်းလက်လန်းမီယာတက်ကိုင်းချောက်တွေနဲ့လှန့်ပြက်ပေါက်ပြီးချောက်လို့လည်းမရ။လှန့်လို့လည်းမရ။နောက်ဆုံးတော့စိတ်ပြက်လက်ပြက်နဲ့ပဲတစ်ပင်ခွာချာမှာမှီးပြီးအိပ်ရတော့လေတော်တော်ကြီးတဲ့ဒုက္ခ အပင်အောင်မကြအောင်လဲဂယုဆိုက်ရသည်မှတ်ချင်းရင်စတဲ့အကောင်ပလောင်လေးတွေရဲ့အကြိုက်လဲခံရသေးတယ်ကြီးစွာသောဒုက္ခကိုတညလုံးခံစားပြီးหนีလိုက်ရတာမနဲ့မိုးလင်းကနီးလောက်မှတောဝက်နှကောင်စိတ်လျှောပြီးပြန်သွားလို့သူတို့လဲတစ်ပင်ပေါ်ကနေအမြန်ဆင့်ပြေးခဲ့ရတော့တာလीသူတို့အဖြစ်ကိုပြန်တွေးမိပြီးကန်ထူးတယောက်ပြုံးလိုက်မိ၏ဟဲ့အောင်မင်းဘာပြုံးနေတာလဲ ตาเอ้ยอ่ะอั้นอ้อหันเพียงหล่นมิล่ะอีငါတို့အဖြစ်ကိုပြန်တွေးပြီးပြုံးမိတာငါတို့အဖြစ်ကလည်းရည်စရာတော့အကောင်းတာနော်အောင်မမင်းကရည်နိုင်နေသေးတယ်ပေါ့အဲ့ဒီတုန်းကများငါတို့မှာဘလောက်ဒုက္ခခံခဲ့ရသလဲဒါတောင်မင်းကရည်နေနိုင်သေးတယ်ဟုတ်တယ်ဟေးဒုက္ခရောက်ပုံများပြောမနေနဲ့တော့ငါဆိုတညလုံးစီးသွားကျင်တာကို အောင့်ထားလိုက်တာဘလောက်ဒုက္ခကြီးတယ်မှတ်လဲ ွာဇဏရောက်တော့မှမအောင်နိုင်တော့၍ခြုံထဲစီးသွားရမှပြန်ထွက်လာပြီးအောင်ဘူးကဝင်ပြောလိုက်သည်ကဲကဲပြောမနေကြနဲ့တော့ရွာနာလဲရောက်ပြီးမြ мян လျှောက်ကြဟိတညလုံးလဲမအိပ်ရသေးဘူးငါတော့နားကျင်နေပြီမြ мян အိမ်ရောက်ချင်ပြီကွာကန်ထူးကပြောရင်ခြေလန်းကိုပိုးသွက်လိုက်သည်အေးပါကွာငါတို့လဲအိမ်အမြန်ပြန်ချင်တာပဲအိမ်မှာမင်းမိမ့်မှမျောနေမှာကြာနေရပဲလောလိုက်တာ အမှုကခနဲ့တဲ့တဲ့ပြောလိုက်။ငါကမင်းတို့လိုမျောမဲ့သူ စိတ်ပူမဲ့သူလည်းမရှိဘူး။အစင်သင့်ချက်ပြုတ်ကျွေးမွေးဖို့စောင့်နေတဲ့သူလည်းမရှိဘူး။အိမ်ရောက်ရင် ကိုဟါကိုချက်စားရမှာဗိုက်စားပြီးကွ။ဒါကြောင့်မြန်မြန်အိမ်ရောက်မှဖြစ်မယ်။ကန်ထူးကအလောလေးပြောပြီးအလောလေးလျှောက်သည်။ဒါကြောင့်ပြောတာပေါ့ငါတို့ကိုအားကြရင်ငါတို့လို ဖြစ်အောင်မြန်မြန်ကြိုးစားပါလို့။စိတ်ကူးမလွဲနဲ့မောင်။ မြမြန်အကောင်ထဲဖော်ချင်းရွာတောင်ပိုင်းကအပြူကြီးမတင်လာရှိတယ်နော် သူကမင်းကိုတဘောကြနေအာခမားတို့ကလည်းဗျာကန်ထူးကခက်ရှက်ရှက်ဖြင့်ပြောလိုက်ပြီးခြေလန်းကိုပိုသွက်လိုက်သည်အောင်မှုနှင့်သားအေးမှာကန်ထူးကိုကြည့်ပြီးတဟာဟာအော်ရေရေနောက်မှလိုက်လျှောက်လာခဲ့လေ၏အိမ်ပေါ်သို့တက်လိုက်တာနှင့်ထူးခြားမှုတစ်ခုကို သူစတင်သတိထားမိလိုက်ရတာဖြစ်သည် နေရာမကျ တူလီမုတ်ဆာများနဲ့အစင်အမြဲရှုပ်ပွားနေခဲ့သောသူ့အိမ်တစ်ခုလုံးတန့်ရှင်းတောက်ပြောင်တက်ရက်နေခြင်းကိုမြင်ရတော့သူ့မျက်စိကိုပင် သူမယုံနိုင်ဖြစ်သွားခဲ့သည်ပစ္စည်းများသူ့နေရာနှင့်သူ နေသားတကျရှိနေသည်ကြမ်းမြင်သည်ဖုံမုံသေးစာများတစ်စက်ကလေးမှမရှိအောင်တန့်ရှင်းပြောင်လဲ့နေ၏ထူချမှုကတစ်ခုသည်မဟုတ်ပေဖျားစင်ရှိပန်းအိုးလေးထဲတွင်ပန်းများဝေစာတင့်တယ်နေ၏ သူကဖះပန်းဆိုပြီးပြီးရောထိုးတက်တာခုတော့အယောင်အသွေးဆုံးပန်းကလေးများဖြင့်တင့်တယ်တက်ပယ်လာသောဖះစဉ်လေးကို မြင်တွေ့ရပြန်သည်တန်အံတော်ဖြင့်အိမ်အတွင်းလှဲ့လေကြည့်ရှုမိသည် သူ့အိမ်ခန်းထဲမှာလဲတန်ရှင်းတက်ရလို့တို့လို့တွဲလောင်းအဝတ်များဖြင့်ရှုပ်ပွနေခဲ့သောအခန်းလေးခုတော့အဝတ်များကလည်းစီစီရီရီအိယာခင်းလေးကလည်းတက်တက်ရက်ရက် အခန်းလေးရှင်းသင့်လို့ပါလားအံဩထုဆန့်မှုအရှိန်ကဒီရေအလားတဖြည်းဖြည်းမြင့်တက်၍လာသည် အိမ်နောက်ဖေးသူရောက်လာသည် ကြည့်ပါဦးအိမ်နောက်ဖေးအခန်းလေးလဲတန်ရှင်းတောင့်ပြောင်းနေပြန်ပါပေါ့ဟာမှုလိုက်တာဘာနဲ့လဲဒါဟင်းနဲ့မေကန်ထူးကတအံ့တော့ရေရွရင်ဟင်းအိုးကိုပြေးဖွင့်ကြည့်မိသည်ငွေတထောင်းထောင်းထနေသော ချက်သားဟင်းတုံးဝဝလေးများကို တွေ့လိုက်ရသည်။ထမင်းအိုးကိုလည်းလှန့်ကြည့်မိသည်။ထမင်းတွေလည်းချက်ပြီးသားအသင့်။ဒါတွေဘသူချက်ထားတာလဲ။အင်ကိုရောဘသူလာရှင်းပြထားတာလဲ။ကန်ထူးဤအုံနောက်ထဲသူအံဩမှုအရှိန်ကဒိုင်းကနေဝင်ဆောင်သည်။ချက်ချင်းအပြေရှာသည်။ရုတ်တရက်တော့မှန်းဆ၍မရနိုင်ပေ။အိမ်နောက်ဘေးပေါက်မှဆင်းကာ အိမ်နောက်ဖေးပေါက်မှဆင်းကာအိမ်အောက်ကြက်ချံလေးတဲသို့ဝေဝဲ၍ရှာလိုက်သည်မွေးထားသောကြက်ငါးကောင်တွင်တကောင်ရော့၍နေသည်သိကြပြီရော့သွားတဲ့အကောင်ကဟင်းအိုးထဲရောက်၍နေပြီဒါဆိုသူ့အိမ်ကိုလာပြီးအိမ်တွင်ရှင်းထမင်းတွေချက်ပေးသွားတာဘယ်သူလဲဖိုးကောက်လားဖိုးကောက်ကတော့ဒီလိုမျိုးတစ်ခါမှမလုပ်ပေးပါဘူး။ဘာပဲဖြစ်ဖြစ်ဖိုးကောက်ကိုသွားမေးကြည့်ရမယ်။ ုံနောက်ထဲအတွေးတို့ဖြင့်ရှုပ်ထွေးရင်းသူမိဖို့ကြောင့်နဲ့ပြန်ဝင်လာခဲ့သည်တင်းပြန်ပြန်ဟင်းနှံကနှာခေါင်းထဲတိုးဝင်လာ၏ချက်ချင်းသူစာသွားသည်ရှားပေါ်ဆွတ်ဆူလာသောသတွေးကိုဥက္ကနဲ့မြူချ၍ဟင်းအိုးကိုစောင်းငဲ့ကြည့်လိုက်မိတော်သည်ခန်းကသူ့အဖြစ်ကနင်းနေတော့ထူးဆန်းနေသည်ဖိုးကောက်အိမ်ရောက်တော့ဖိုးကောက်ကပြောသည်မှာ အကူတို့အိမ်ပဲချီဦးတော်မလှဲ့မိပါဘူးတဲ့လီကဲဒါဆိုသူ့အိမ်ကိုလာပြီးအိမ်တွေရှင်းထမင်းတွေချက်ပြီးသွားတယ်စေတနာရှင်ဟာဘသူတဲ့လဲစဉ်းစားရကြက်လာသည် စိတ်ရှုပ်ရှုပ်ဖြင့်သူအိမ်ပြန်လာမိသည်အိမ်နာရောက်တော့အိမ်ဘေးကဒေါ်ကြီးတင်မီနှင်တွေ့တော့သူမေးကြည့်ရန်စိတ်ကူးမိသည်ဒေါ်ကြီးဒေါ်ကြီး ခြံဝင်းတဲ့တပြက်စီးလှဲနေတော့ဒေါ်ကြီးတင်မီကသူ့ကိုတွေ့တော့ထွက်လာသည်။ဘာလဲဟဲ့ကန်တူကျွန်တော်မေးစရာရှိလို့မေးလေဘာကိစ္စလဲ။ဟိုကျွန်တော်မရှိတော့ကျွန်တော်အိမ်ကိုဒေါ်ကြီးတို့မြားလာပြီးထမင်းတွေချက်အိမ်တွေတန့်ရှင်းပေးထားလာလားဟင်။တော်ကြီးတင်မီဤမြေဝန်းများသူ့အမေးကြောင့်အံ့ဩဟန်ဖြင့်အကြောင်သားငေးကြည့်နေ၏ပြီးတော့ဘာကိုစဉ်းစားမိသည်မသိ ဝါခနဲ့ရေချလိုက်ကကြံကြီးစီရတော့နိအိမ်ကိုဘာကိစ္စငါကရှင်းပြရမှာလဲတခါမှလည်းထမင်းဟင်းနေချက်မပေးဘူးပါဘူးနိငူကြွေးချင်ရင်ငါအိမ်ကပဲဟင်းနေထမင်းနေလာဖို့မှာပေါ့နေမရှိတော့ငါဘာကိစ္စနဲ့နိအိမ်လာရမှာလဲမဟုတ်မဟုတ်တွေထိုစဉ်သူတို့အနာသူဒေါ်ကြီးတင်မေဤသမီးထွေးလာရောက်လာသည်ဘာဖြစ်နေရလဲအမီး ဒီမှလေကန်ထူးကသူ့အိမ်မှာမရှိတော့သူ့အိမ်ကိုအမေတို့လာရှင်းပေးထားတာလားတဲ့လာမေးနေတယ်။ထွေးလာကကန်ထူးကိုအံ့ဩဟန်ဖြင့်ကြည့်ပြီးဟုတ်သားပဲကိုကန်ထူးကလည်းထွေးလာတို့ဘယ်တော့ကကိုကန်ထူးကိုကန်ထူးအိမ်လာရှင်းပေးဘူးလို့လဲ။ဟုတ်လား။ဒါဆိုရင်ကျွန်တော်အိမ်ကိုကျွန်တော်မရှိတော့လာရှင်းပေးသွားတာဘယ်သူလဲမသိဘူး။ကန်ထူးကမျက်တောင်တစ်ဖြက်ဖြက်ခတ်ကစဉ်းစားဟန်ပြူရင်ပြောလိုက်သည် ထွေးလာတို့တာမီနှစ်ယောက်ကကန်ထူးကိုအံ့ဩဟန်ဖြင့်မျက်လုံးအပြူသာစိုက်ကြည့်နေကြ၏ကိုကန်ထူးအိမ်ကိုဘသူမှလာတာလည်းမတွေ့ပါဘူးမဟုတ်မှလွဲရောကိုကန်ထူးတယောက်ကိုဟာကိုအိမ်တွေရှင်းထမင်းတွေချက်ပြီးခရောင်ခြောက်ချားနဲ့ရှောက်ပြောနေတာလားဟင်ဟုတ်ပါကန်ထူးရဲ့နင့်ဟာနင့်လှုပ်ပြီးမေ့နေတာလားဟဲ့ကြောင်ကရန်းနဲ့ထွေးလာတို့တာမီနှစ်ယောက်စလုံးသူ့ကိုအယူသပွဲကြည့်ပြီး ဝိုင်းပြောလာကြတော့သူရှက်သွားမိသည်ဟာဒေါ်ကြီးတို့ကလည်းကျွန်တော်လှုပ်ပြီးကျွန်တော်မေ့အောင်ကျွန်တော်ကမယူသေးဘူးဗျခုဟာကျွန်တော်မရှိတော့ကျွန်တော်အိမ်ကိုတယောက်ယောက်ကလာရှင်းပေးသွားတာသိကြတယ်။ဒေါ်ကြီးတို့မဟုတ်ရင်တော့တခြားလူတွေကိုလိုက်မေးကြည့်ရမှာပဲ။အေးဒါဆိုလဲလိုက်မေးကြည့်လေ။ငါတို့တော့နေ့အိမ်ကိုလာတဲ့သူလည်းမတွေ့မိဘူး။နေ့ဖာတာလိုက်မေးကြည့်ပြီတော့ စိတ်လက်ရှုပ်ထွေးစွာဖြင့်ဒေါ်ကြီးတင်မေတို့အိမ်ရှိမှထွက်လာခဲ့သည်အိမ်ပဝန်းကျင်ရှိလူများကိုငေးမေးကြည့်တော့လဲဘသူမှမသိကြခေါင်းခါညင်းဆိုကြသည်ကြည်ရွာထဲမှာရှိသည့်စေမျိုးရင်းချများကို သွားမေးတီးခေါက်ကြည့်မိတော့လဲဘသူမှဟုတ်ပုံမရသူစိတ်ညစ်ညစ်နဲ့အိမ်ပြန်လာခဲ့သည်အိမ်ရောက်တော့ရှင်းတန်တောက်ပြောင်နေတဲ့အိမ်လေးကြောင့်ကြည်နူးငြိမ်းချမ်းသွားရ၏ ဒီအိမ်ကိုသူမရှိတော့ဘသူလာရှင်းပေးသွားတာလဲဟူသည့်အတွေ့အကြုံစိတ်လက်ရှုပ်ထွေးနောက်ကြည့်သွားရပြန်သည် မခံမန်းတတ်တော့လောက်အောင် တွေးတို့ဖြင့်သူခြာလပတ်ရမ်းနေစေထို့နောက်တွင်တော့ညကအေးရပြတ်ထားသည့်အရှိန်ပင်ပန်းပင်မန်းထားသည့်အရှိန်တို့ကြောင့်အိမ်ရှိကုပြစ်လေးပေါ်၌အိမ်မောကြသွားခဲ့ရလီတော့သည်အခန်း6 မျက်လုံးနဲ့လက်ခနဲ့လင်းသွားသလိုဖြစ်တော့ကြောင့်သူအိယာမှ ဖြတ်ခနဲ့လန့်နိုးလာသည်ဝိုးတော်အမြင်အာယုံချာမှ ရုတ်တရက်မြင်လိုက်ရသော မြင်ကွင်းကြောင့်သူ့မျက်ဝန်းများအလန့်တကြားပြူးကျယ်ဝိုင်းဆက်သွားရတော့သည် သူ့အိမ်ထဲတွင် လူတစ်ယောက်ကို တွေ့လိုက်ရခြင်းဖြစ်သည် ထိုလူမှာမိန်းကလေးတစ်ယောက်ဖြစ်နေခြင်းကသူ့ကိုပိုး၍ထူးဆန်းအံ့ဩစေ၏မိန်းကလေး၏အဝတ်အစားများမှာ အယောင်တလက်လက်တောက်ပြောင်နေသဖြင့် ကြည့်ရတာမျက်စီတောင် ကျိမ့်လာမိသည်။သူမကသူကြည့်နေသည်ကိုသိပုံမရပေ။သူမလက်ညိုးလေးနှင့်အခန်းပတ်လည်ရှိပစ္စည်းများကိုဝိ၍ညွှန်လိုက်လေ။လက်ညိုးလေးမှ အလင်းတန်းတချို့လက်ကနဲ့ထွက်လာကပွားရှုံနေသောပစ္စည်းများ သူ့နေရာနှင့်သူ နေသားတကျရှိသွား၏။အံဩလွန်၍မျက်လုံးအပြူသား ပါဇက်အဟောင်းသားဖြင့်မှင်တက်နေမိသည်။သူမမျက်ဝန်းများသူ့ထံသို့ဝေခနဲ့ရောက်ရှိလာသည်။သူတအံ့တော်ဖြင့်စိတ်လုံရှားစွာမေးမိသည်။မင်းကဘသူလဲဟင်။ဘာဖြစ်လို့ငါ့အိမ်ထဲရောက်နေရတာလဲ။မင်းကလေးသည်သူ့ကိုခက်ဆူးဆူးစိုက်ကြည့်လာကငါသည်နတ်သမီးတစ်ပါးဖြစ်ပေတယ်အသင်လူသား။ဘာ?သင်ကနတ်သမီးဟုတ်လား? ူတအံ့တော့ရေရွတ်လိုက်တန်ကြီးက တိတ်ဆိတ်သောညအလယ်၌ဟိမ့်၍ထွက်သွားသည်။ဟုတ်ပါတယ်ဟုမိန်းကလေးကခက်တီတီပြန်ပြော၏။ဟိုဒါနဲ့ကြောက်အိမ်ထဲကိုဘာကြောင့်ရောက်နေရတာလဲ။တင်ဟာကျွန်ုပ်အပေါ်မှာတစ်ချိန်ကကျေးဇူးရှိခဲ့မှုပါလေ။အဲ့ဒီကျေးဇူးကိုပြန်ဆက်တဲ့အနေနဲ့တင့်အိမ်မှာလာရောက်ကူညီလုပ်ကင်ပေးနေခြင်းဖြစ်ပါတယ်။ ဒါဆိုကျုပ်အိမ်မှာအိမ်တွေရှင်ထမင်းတွေလာချက်ပေးနေတဲ့သူဟာသင်ပေါ့ဟုတ်ပါလေမင်းကလေးကိုအံ့ဩလွန်းစွာသူစိုက်ကြည့်နေမိသည်ထို့အခိုက်အကျဲအစိတ်မညီတော့ငေါဝါထရံပေါ့ဝါမှာအလင်းတန်းတစ်ခုအလင်းတန်းတစ်ချို့ဝင်ရောက်ဖြာကြလာသည်မင်းကလေးဒီမတ်တက်ရက်လျက်သူ့ကိုငေးကြည့်နေရမှရုတ်တရက်တပြေးပြေးမှိန်ကပျောက်ွယ်သွားလေ၏ နတ်သမီးနတ်သမီးဟုသူကစိုးရိမ်တကြီးခေါ်တော်လဲပြန်လဲတုံ့ပြန်ထူးတန်ကိုမကြားရတော့ပြီမျက်လုံးများဖြက်ကနေဖွင့်ပြီးတော့ဘာကိုမျှလဲမမြင်ရဘာကိုမျှလဲမကြားရအမောင်ထုကတိတ်သီးလာကြည်သည်တဆက်ဆက်ခုံနေသောရင်ကိုငြိမ်အောင်ခဏငြိမ်ကမိနေရင်မှသူတွေးမိသည်သူအိမ်မက်မက်နေတာပါလား ပေါ့ပေါ့ရှာရှာအိမ်မက်ပဲဟုတွေးရင်သူပြုံးလိုက်မိသည်ထိုအခိုက်လင်းကျက်တွန်တန်ကဆူးရှစွာပြန့်လွင်လာ၏သူအိမ်ရာမှငောက်ခနဲ့ထကအခန်းပြင်သို့ထွက်လိုက်သည်ဝါထရန်ပေါက်များမှ ဖြာကျနေသောလင်းနန်းတို့ကြောင့်အိမ်အတွင်း၌ဝိုးရဝါမြင်နေရသည်အိမ်ရှိတကားကိုဖွင့်လိုက်တော့အာယုံဦးအလင်းရောင်နှင့်အတူလေနုအေးလေးများအိမ်တွင်းတို့အလူအရက်တိုးဝင်ရောက်လာ၏ လက်ဆက်သောလေကိုနှစ်ချိုက်စွာတဝကြီးရှူရှိုက်လိုက်တော့လူကပိုး၍လန်းဆန်းတက်ကြွသွားသလိုခံစားမိသည်ထို့နောက်အိမ်တွင်းသို့ဝေဝဲကြည့်မိရာအပြင်ဖြာကျနေသောအလင်းရောင်အောက်တွင်ရှင်းသန့်နေသောအိမ်လေးကိုအံ့ဩဖွယ်တွေ့လိုက်ရသည်မှမှန်ရရမနေ့ကအိမ်ရှိခန်းတွင်သူဖွာထားခဲ့သည့်ပစ္စည်းများမှလည်းသူ့နေရာနှင့်သူနေသားလက်ကျရှင်းသန့်ပြောင်းလဲနေ၏ အိမ်မက်ကိုသွားသတိရမိသည်အိမ်မက်ထဲကအတိုင်းနတ်သမီးတစ်ပါးကသူ့အိမ်ကိုလာရှင်းပေးထားတာလားဒါဟာဘလို့လို့ဖြစ်နိုင်မှာလဲစိတ်ဆွဲပြီးထင်ရမြင်ရတွေရှောက်မဲ့ခဲ့သည့်အိမ်မက်ထဲကအတိုင်းအပြင်မှာဘလို့လို့ဖြစ်နိုင်မှာလဲဒါဆိုအခုအိမ်ကိုလာရှင်းပေးနေတာဘယ်သူလဲတောင်တောင်အီအီတွေစဉ်းစားတွေးတော်ရင်သူယူကျင်လာမိသည် ငါနဲ့ယူတော့မှာပဲစိတ်ရှုပ်လိုက်တာစိတ်ပြက်စွာရေယူရင်ဟင်းငနဲ့တပြင်းမောကြီးချကမျက်နာသိရင်အိမ်နောက်ဖေးသူလှမ်းဝင်လာခဲ့မိသည်အိမ်နောက်ဖေးရောက်တော့မြင်ကွင်းကသူ့ကို ပိုး၍မှင်တက်အံ့ဩသွားမိစေ၏မိဖို့တွင်မိရှိန်မသေးသေးသည့်မိချီခဲရဲရဲလေးများကို တွေ့လိုက်ရသည်ကြပြာကြာဝင် ထမင်းအိုးကိုဖြွင့်ကြည့်လိုက်မိတော့ အထောင်းထောင်းထနေသောအငွေ့များသူ့မျက်နာကိုအပူလာဟတ်မိ၏လန့်ဖြန့်ပြီးလက်မှအဖုံလွတ်ကြသွားသည် တလက်စလည်းမိဖို့နဘေးကဟင်းအိုးကိုပါဖြွင့်ကြည့်မိတော့ထင်းတဲ့အတိုင်းကြက်သားဟင်းနှံကတင့်ငနဲ့နှခေါင်းဝသို့တိုးဝင်လာ၏သွားပါပြီကြက်ချံတွေကကြက်တကောင်တော့ရော့ပါပြီစိတ်ပြက်လက်ပြက်ဖြင့်ရေရိုးရင်စိတ်ရှုပ်ထွေးစွာခေါင်းကိုတဖြင်းဖြင်းကုတ်နေမိတော်သည် အခန်းခုနှစ်သူသေးသေးချာချာကိုတိနေသည်သူ့အိမ်ထဲတွင်လူတယောက်ယောက်ရှိကိုရှိနေရမည်ဒါမှမဟုတ်အိမ်ပေါ်မှာမရှိလျင်တောင်မှခြံဝင်းအတွင်ပုံအောင်ခိုကပ်နေလိပေလိမ့်မည်ထို့သို့မှတ်ချက်ချကအိမ်တစ်ခုလုံးခြံတဝင်းလုံးနေရာအနှင့်ဂျောင်ဂျိုဂျောင်ကြားမကျန်လိုက်ရှာကြည့်တော်လေလူနှင့်တူတာဆိုလို့ရေးရေးတောင်မမြင်ရ စိတ်ပြဲမောဟိုက်စွာလက်မှိုင်ချရင်နောက်တမျိုးတွေးမိပြန်သည်မှာထိုတစုံတယောက်သည်အိမ်၌သူမရှိစဉ်ဒါမှမဟုတ်သူအိမ်မောကြနေစဉ်အတွင်းမှာပဲလာရောက်ပြီးအိမ်အလုပ်တွေလုပ်ကင်သွားခြင်းကိုဖြစ်သည်ဒီတခါတော့သူ့အကြံတမျိုးပြောင်းရ၏အိမ်ကိုတိတ်တဆိတ်လျှို့ဝှက်စွာလာရောက်နေသူကိုအငိုက်ဝင်ဖမ်းဖို့ကြံစီမိ၏ကြိုတင်ကြံစီထားသည့်အတိုင်းအိမ်တစ်ခုလုံးပစ္စည်းများကိုရှုပ်ပွားထနေအောင် ဖြွာထားလိုက်ပြီးညနေနေဝင်မှောင်စပြိုးတာနဲ့ပလိုင်းလေးဆွဲကအပြင်ထွက်လာခဲ့မိသည်အမှန်တော့သူ့အကျဉ်စီမှာအပြင်ထွက်ချင်အောင်စောင်းပြီးအိမ်ထဲဝင်နေတဲ့သူကိုပြန်လှည့်ဖမ်းရန်ဖြစ်သည်သူ့အကျဉ်စီအတိုင်းအိမ်နဲ့ခန်းဝေးဝေးနေရသူသွားလိုက်ပြီးအချိန်တော်ကြာအောင်ဖြုံးပြီးမှအိမ်ဘက်သို့တိတ်တဆိတ်ပြန်လာခဲ့လိုက်၏ အိနာတို့နီးလာလေစိတ်လှုပ်ရှားမှုကပုံ၍မြန်လာလေဖြစ်၏ဟိုးဝေးခက်လန်းလန်းတဲ့ကအိမ်တွင်းမှာမီးရောင်တလက်လက်ဖြစ်နေသည်ကိုလှန့်တွေ့နေရ၏ထင်တဲ့အတိုင်းပါပဲသူအိမ်မှာမရှိတာနဲ့သူ့အိမ်ကိုခိုးဝင်နေတဲ့သူရောက်နေပြီခြေလန်းကိုခတ်တွတ်တွတ်လှမ်းကရှောက်လာမိသည်အိမ်နာတို့နီးလာတော့အခါအိမ်တွင်းမှာမီးရောင်ကမီးရောင်တရင်ရင်တွွဲ့တွဲ့ဖြင့် ရိမ့်ထုံလှုပ်ရှင်နေသည်ကို ပို၍ပြည်ပြင်းစွာမြင်လာရ၏ဒါအိမ်ထဲကလူရဲ့လှုပ်ရှားမှုအတိုင်းမိယောင်ရိမ့်ထုံလှုပ်ရှားနေတာတေချာတာတစ်ခုက သူမိယောရောင်မှားပြီးမိမထွန်းခဲ့ခြင်းဖြစ်သည်သူအိမ်ဝင်းအတွင်သို့လှမ်းဝင်လိုက်သည်နှင့်မိယောင်မှာ ဖြက်ကနေငိမ့်သွား၏သူစိတ်ထဲထိတ်ကနေဖြစ်သွားကအိမ်ပေါ်သို့ဂမန်းကဒန်းပြစ်တက်သွားလိုက်သည် အိမ်တကားကိုဝုန်းကနဲ့ဆွဲဖွင့်ကအိမ်တွင်းသူ ကြည့်မိတော့အမောင်တို့ကလွဲပြီးဘာကိုမှတဲခွဲစွာမမြင်ရတော့ပြီလက်ထဲတွင်အသင့်ကင်ဆောင်ထားသောမီးချစ်ဘူးနှင့်ကြပြားကြရာချစ်၍ကြည့်လိုက်သည်အရေးတဲ့မီးချစ်ဆန်ကတဆန်လည်းမတောက်နှစ်ဆန်လည်းမတောက်အချိန်ချိန်ချင်းမှ မီးရောင်ဟုတ်ကနဲ့တောက်လာသည်ဝင်းကနဲ့လက်လာသော မီးရောင်ကတခဏတာဘာကိုမှတဲတဲပြ ကွဲကွဲပြားပြားမမြင်လိုက်ရ။နေရင်ထောက်တွင်ထောင်ထားသောမိကွက်ကိုစမ်းလိုက်သည်။ထားနေကြနေရာတွင်မရှိတော့ပါလား။မိချစ်ဆန်ကိုကပြားကရချစ်၍မိအောင်ဖြင့်မျက်စိလင်လင်ဝေ့ရှာလိုက်ရ။ဖျားစင်ပေါ်တွင်မိကွက်ကိုတွေ့လိုက်ရ၏။မိကွက်တွင်အသာမီးထွန်းပြီးဖျားကနဲ့လက်လာသောမိအောင်ဖြင့်အိမ်တွင်သို့ဝေဝဲကြည့်မိ၏။ ူအသေးချာရှုပ်ဖွာထားခဲ့သောပစ္စည်းများရှင်းလင်းလို့နေ၏မိခွက်ကိုယူ၍အိမ်တွင်ပတ်လေဂျောင်ကြားထက်အောက်အနှံ့လိုက်ရှာမိတော်လေလူရိပ်လူရောင်ကိုတောင်မမြင်လိုက်ရပေပို၍ထူးဆန်းအံ့ဩဝယ်ကောင်းသည်မှာအိမ်နောက်ဖေးတကားမှာပိတ်လျက်ရှိနေသည်ဖြစ်၏ခြေရာလက်စလက်နလေးတောင်မကြံမဲအိမ်ပေါ်သို့ တက်ကအိမ်ရှင်းလင်းပြီးသွားသော သူဤအစွမ်းကအမခန်းစရာပါပြီအိမ်မက်ထဲကလို့နတ်သမီးတပားပါလားနတ်သမီးတပားပါများဖြစ်နေမလားတမမဟုတ်မကောင်းဆိုးဝါးဝိညာဉ်တွေများလားဘာပဲဖြစ်ဖြစ်အเจ้าမဲ့တက်တက်လာလုတ်ပေးနေမှာမဟုတ်ဘူးအเจ้าတခုခုတော့ရှိရမယ်ဘာအเจ้าလဲသူ့စီကဘာကိုလိုချင်နေတာလဲသူနဲ့ဘလို့များပတ်သက်နေတာလဲ မရင်မရတွေးရင်သူခေါင်းရှုံလာမိသည် စိတ်လက်တူတောင်းစွာဒေါသတကြီးအော်မိ၏ငါအိမ်ကိုခိုးကြောင်ခိုးဝဲဝင်းဝင်နေတာဘယ်သူလဲကွာတတိရှိရင်ထွက်လာခဲ့စမ်းပါပုံမနေနဲ့ဟေးအေးမိလိုကတော့မလွယ်ဘူးမက်ငါအကြောင်းကောင်းကောင်းသိစေရမယ်အခန်းရှိ ထိုနေ့ညကအိမ်ဝင်အိမ်ခိုးဝင်သူနောက်တစ်ကြိမ်ထက်လာမလားဟုအိတ်ချင်အောင်စောင်းပြီးစောင့်ဖမ်းတော်လဲဘာမှထူးခြားမှုမရှိခဲ့အိမ်ရေးပြက်သားတာအဖတ်တင်သည်တညလုံးအိတ်ပြက်ခံကစောင့်ဖမ်းခဲ့ရသဖြင့်မနဲ့လင်းကနီးမှမှေ့ကနေအိတ်ပျော်သွားမိသည်လက်နိုးလာတော့မိုးစင်စင်လင်း၍နေကြပြီသူစိတ်ထဲမှမနေ့ကအကိစ္စကိုအခဲမကြည့်တော့ အခဲမကြေနိုင်သည်တနှုတ်နှုတ်နှင့်ခံရခက်နေသည်မိခံနီးမှတည်တည်ကလေးကက်လွဲသွားခဲ့တာဘလောက်မခံကျင်စရာကောင်းလာသလဲတညာလုံးလဲတမေ့မှမအိပ်ရပဲစောင့်ဖမ်းခဲ့ပြီးပြီဘာမှအကျိုးမထူးခဲ့ဘာပဲဖြစ်ဖြစ်သူကတော့နည်းနည်းလေးမှစိတ်ပြည့်အာရုံချင်းမရှိ မမိမိအောင်ဖမ်းမိဟုစိတ်ကူးထားသည်စိတ်ကူးထားသည့်အတိုင်းအကောင့်ထဲပေါ်ရန်အိယာမကမန်းကရန်ထကာ မျက်နာတက်လိုက်၏ညကကြံသည့်ထမင်းချမ်းနှင့်ဟင်းကြံကိုတဝရပြဲစားလိုက်ပြီးနောက်မှတ်မှတ်ရရပင်ထမင်းအိုးနှင့်ဟင်းအိုးများကိုစေးကြောကထားခဲ့သည်အိမ်ကိုလည်းပစ္စည်းများတမင်တကာရှုပ်ပွား၍ထားလိုက်၏ပြီးနောက်လွယ်နေကြပလိုင်းကိုယူကာတော်တဲ့သွားဟန်ပြင်သည်အိမ်တကားကိုလည်းစေ၍သာစေထားခဲ့လိုက်၏မြို့ပြင်ဘက်ခက်လန်းလန်းအထိထွက်သွားရန်အယောင်ပြပြီးမှ ခြံတွင်းသို့တိတ်တဆိတ်ပြန်လဲဝင်ရောက်လာခဲ့သည်အိမ်တစ်ပေးရှိတပ်ပင်ပေါ်သို့အသာတဲ၍ပုံးကအိမ်အခြေနေကိုတိတ်တိတ်ကလေးချောင်းမြောင်းကြည့်ရှုနေမိသည်တော်တော်ကလေးကြာသည်အထိစောင့်ကြည့်မိတော်လဲထူးခြားသည့်အရေးအယံကိုမျှမမြင်ရပေသူစိတ်မရှိစွာစိတ်ပြက်လက်ပြက်ဖြင့်တပ်ပင်အောက်သို့ဆင်းရံပြင်မိသည်ထိုအခါအိမ်ထဲမှလှုပ်ရှားသံတဲ့တဲ့ကိုကြားလိုက်ရ၍ အသေးချာထက်မှနားဆွင့်ကြည့်မိသည်ထင်းဤအတိုင်းမှာပဲအိမ်ထဲမှာလူရောက်နေပြီဝါကြံခင်းများနင်းလျှောက်တန်းတကြွကြွနှင့်ကြားနေရသည်လှုပ်ရှားသွားနေသည့်အရေးများကိုခဟဟဖွင့်ထားမိသောပတင်းပေါက်မှလှမ်းမြင်နေရ၏ဒီတခါတော့လုံးဝမလွတ်စေရဘူးအန်ကျိတ်ကတွေးရင်တစ်ပင်ပေါ်မှာအမြန်ဆင်းလိုက်သည် လောကြီးနေသည့်စိတ်ကြောင့်ရုတ်တရက်ဟန်ချက်ပြက်ကချီချော်၍သွားခဲ့သည်ဆွဲမိဆွဲရနှမ်းဆွဲလိုက်တော့လဲမမိတော့ရင်နဲ့လှက်ခနဲ့ဟာခနဲ့အီးခနဲ့သူ့ခန္ဓာကိုယ်နဲ့မြေပြင်တို့အရှိန်ပြင်းပြင်းထိခိုက်မိစင်မှာတော့ပြင်းပြသည့်နာကျင်မှုကိုအသေးခိုက်အောင်ခံစားလိုက်ရ၏ထို့နောက်အမှောင်နဲ့လွင်မျောသွားသလိုသူ့ဘာကိုမှမသိနိုင်တော့ဟုတ်ကဲ့ပါရှင် အပိုင်းနှစ်ကိုဒီနေရာမှာခိတခဏရက်နာပြီး နောက်လာမဲ့စိတ်ဝင်စားပွေရာသူရောက်မယ်လေးရဲ့အကြောင်းလေးတွေကိုဆက်လက်စောင့်မျှော်နားဆင်ပေးကြပါဦးနော် အလုံးကိုကျေးဇူးတင်ပါတယ်ရှင် ကျမ Venus ပါ